မင်္ဂလာပါဒီနေ့ပြသပြီးမှာတော့နောက်ကြောခါတောင်းတနေသူတွေခန္ဓာကိုယ်လေးရနေသူတွေတပါးတဲ့လိုက်ပတ်လေးခြင်းလို့ရမယ်ယောဂခြင်းစလေးကိုပြသပေးမှာဖြစ်ပါတယ်အခုပြရတဲ့ပုံစံတိုင်းဘယ်လေလီထောင်းမယ်ညာနေဆွဲတင်မယ်ဘယ်တောင်စီလေးကိုကြမ်းမြစ်ကြည့်အကုန်ချစရာမလိုဘူးเนาะသူ့ကိုဆယ်ခြင်းလုပ်ပြီးပါကျွန်တော်က၅ခြင်းပဲပြပေးထားပါတယ်ဆယ်ခြင်းပြပြီးဆိုရင်အိုက်တန်ဒီခဏထိန်ထားမယ် ြီးွားပြီဆိုမှအရှိကိုတစောင်းဒီပြချပြီးခဏပြန်ထိန်းတယ်သူ့ကို5 second ထိန်းပြီးမယ်နော်ပြီးပြီဆိုမှတခါတယ်ဘေးကိုဆွဲလဲသွားမယ်အဲ့လက်ကခါကိုတော့ပတ်မယ်ဘယ်ဘက်လက်ကညာဘက်ပေါင်းကိုင်မယ်ကောင်းဝါနောက်ကိုကြည့်မယ်ပေါင်းကိုင်တဲ့လက်ကပြင်းပြင်းလေးဆွဲပြီးထားမယ်နော်သူ့ကို6 second ထိန်းပြီနော်အသက်ကိုမောက်ထားနဲ့အသက်ကိုပုံမှန်ရှုသွင်းရှုထုတ်လုပ်နေမယ် ။အော်ဒီ shotgun ကြီးကြိုင်ကိုပဲတစ်ချက်နည်းနည်းလေးစက္ကန့်ဆွဲပြီးကြတယ်တန်း shot မယ်။ဘက်ပြောင်းမယ်။ဟောပြီးပြီးရင်ညာလက်ထောင်းမယ်။ဘယ်လဲဆန်းထုတ်မယ်။ပြန်ကွေးသူ့ကိုဆဲချင်း shot ပြီး setting baby ဆိုရင်ကောင်းလေးပေါ်မော့ပြီးခဏလေးထိန်းထားမယ်အဲ့ဒီတိုင်းတရောင်စစ်မချအောင်เนาะ ပြီးမှအရှိကိုတစောင်းလေးပြချမယ်5 second ခဏထိန်းပြီးမယ်ဟောပြီးမှပြည့်ပြီဆိုရင်ဆွဲလှဲဝါလိုက်မယ်အဲ့လက်ကခါကိုတော့ပတ်မယ်ဟောပြီးညာဘက်လက်ကပဲပောင်းကင်မယ်ခေါင်းဝါနောင်ကိုကြည့်မယ်ပောင်းကင်တဲ့လက်ကပြင်းပြင်းဆွဲမယ်ရှော့လိုက်တင်လိုက်မလို့နော်ဆွဲနေတဲ့အချိန်မှာ တက်ကူမောက်ထားဘူးเนาะအတက်ကိုပုံမဲ့ရှူသွင်းရှူထုတ်လုပ်နေမယ်ဆက်စကန်ထိန်ထားမယ်ဆက်စကန်ပြေးပြီးဆိုမှတစ်ချက်နည်းနည်းလေးစောက်ဆွဲပြီးကြာနဲ့တန်းလျှော့လိုက်မယ်เนาะဟောပြီပြီးရင်လက်ကိုပတ်တာကြိတ်ချိန်မယ်လေယူရှူသွင်းကြောအောင်ခုံထားမယ်ထုတ်ရင်လက်ကိုမှောက်ခုံပြီးပြန်လုပ်မယ်ရှူမယ်ထောက် လက်ကိုမှောက်ကုန်လေးပြန်လှုပ်ပြီးထုံမယ်နော်ရှူထောလက်ကိုမှောက်ကုန်လေးပြန်လှုပ်ပြီးရှောင်းမယ်ဟုတ်ပြီပြင်းနောက်ဆုံးတစ်ခါအဲ့ဒီတန်လေးအပေါ်ဆွဲတင်လိုက်မယ်ကြောရိုးတစ်ဖြောက်တည်းဆက်ဆန်းလာမယ်သူ့ကိုဆက်စကန်ထိပ်ပြီးမယ်အသက်ကိုပုံမှန်ရှူသွင်းရှူထုတ်လုပ်နေမှာအသက်ကြီးမဟုတ်တော့ဘူးဟုတ်ပြီဒီပြီးဆိုရင် လက်ကိုမှောက်ခုံလေးပြန်လုပ်ပြီးတော့ဘေးကနေခွာပြီးရှော့ချမယ်။ကဲအားလုံးပဲလိုက်ပါလေးကြည့်ကြည့်ပါကျေးဇူးတင်ပါတယ်လွယ်လွယ်လေးပါတတ်တာ